ကင်မရာကတော့လိုက်ကာသုံးချင်ရင်ဒီကောင်ကအတန်ဆုံးပဲလို့ပြောလို့ရတယ်အားမရတာကတော့ review ထုံးတဲ့နိုင်ကျွန်တော်တို့မှရှိတယ်။ macro mode မပါဘူး။ night mode တော့တည်တာမပါဘူး။ဖုန်းတွေနဲ့မစိမ်းဘူးဆိုရင် Xiaomi 15T ကသူတို့ T series မှာပေါ့နော်တော်တော် premium ဖြစ်တယ်ဆိုရဲချက်ကိုအားလုံးသတိထားပေးကြလိမ့်မယ်။ဖုန်းမနေလာဖို့တည်းကျွန်တော်တို့တပတ်ကြုံသွားပြီ။ honest review ဖြစ်တယ်။ဒီကောင်ဝယ်သင့်ဝယ်သင့်ဒီ video မှာကြည့်လို့ရတယ်။အဆုံးကြည့်ရအောင်။ first image ကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်တို့အရင်ဦးဆုံးချီးကျူးအောင်မှာသူ့ရဲ့ camera design ပဲ သူ့ထက်ပိုပြီးတော့ဈေးကြီးပါရဆိုရယ် Xiaomi 15တောင်မှဒီကောင်တော့ပုံမလာအောင်သိန်း20မပြည့်တဲ့ Xiaomi 15တီအာပြင်မြက်လုတ်ကိုပို့ပြီးတော့ရရလို့ကျွန်တော်ခံစားရတယ်။ Body design ကလည်းတော်တော်လေး minimalist ဖြစ်တယ်လို့ပြောလို့ရတယ်။ကျွန်တော်တို့ဒါမျိုးကင်ထားမယ်ဆိုရင် hand feeling ဒီ베တောင်လေးရလေ iPhone ရဲ့ဒီ12 series တွေလို့အဲ့ဘောင်တွေမှာရတဲ့ပုံစံမျိုးဒါပေမဲ့ဟိုကောင်တွေလို့တော့ဒီကောင်ကမရှဘူးပေါ့နော်မဆိုးပါဘူး။ ပြီး thickness ကလည်း iPhone 7 inch ကိုပိုပြီးတော့ပါတယ်7.5 mm လောက်ပဲရှိတာပေါ့နော် weight ကလည်း200 gram မပြည့်ဘူး196မှ4ပြောရင်တော့သူ့ဈေးထက်ပိုပြီးတန်တဲ့ big quality ရရလို့ကျွန်တော်တို့ပြောလို့ရတယ် display ဘက်ကတော့ Xiaomi 15 Ti flagship တည်းရဲ့ level ကိုမရောက်ဘူးဆိုတော့ပုံစံမျိုးတော့ခံစားရတာပေါ့နော်ဒီ back stereo ကြည့်မယ်ဆိုရင်တော့ပါရတယ်ပါတယ်ဗျာတခြားကြည့်မယ်ဆိုရင်တော့အောက်ဘက်ကနည်းနည်းလေးပိုပြီးတော့ထူတယ်ပေါ့တခြားကြည့်မှမြင်ရမှာဆိုတော့ဂျိုင်းပဲပြောရမယ်ဆိုရင်ဒီကောင်ကြီးနည်းနည်းလေး ချောရဲထဲမှာပါတာပေါ့နော် display 60 120နှစ်ခုသူပြေးပေးမယ်ကောင်းတဲ့ချက်သူ့ဈေးနဲ့ဒီ quality ကတော့ဒီ display ကတော့မစိုးပြ color ဆိုးရဲထဲပါတယ်နေအောင်မှာသုံးမယ်ဆိုရင်လည်းတော်တော်လေးတိတိကျကျမြင်ရတယ်3840 hex pwm dimming ပါရတဲ့ကြောင့်မလို့ flicker ထတာပါညာဒီကောက်မှာတက်တာမှာပေါ့ haptic ပါညာလည်း Xiaomi ရဲ့ flagship phone မှာသုံးမှုတယ်ဆိုရင်အကောင်ကဘာမှဆိုင်မနေဘူးလို့ပြောလို့ရတယ်ဒါပေမဲ့စာရိုက်လို့တော့ကောင်းတယ်ဗျ fingerprint ကတော့ဒီ screen ပေါ်မှာနှိပ်ရတဲ့ optical 2D and display finger ပဲဗျာ KD နေပါမြန်တယ် KD က ultra sonic ပေါ့နော် 3D ဘယ်နေရာမှာမြန်တာလဲဆိုရင်တော့ကျွန်တော်တို့ဖုန်းကို screen ဖွင့် lock screen အနေထားနဲ့နှိပ်မယ်ဆိုရင်တော့မြန်တယ် obviously ဆိုရင် display ကနေဆိုရင်တော့ဒီကောင်ကကြာတယ်ပေါ့ဗျာ fingerprint ကလည်းနည်းနည်းလေးဒီအောက်ကိုရောက်တယ်လို့ပြောလို့ရတယ် sound quality ကတော့သူ speaker လို့ mix feeling ပေးတာဗျာအတတ်ွက်ကျဲတယ် bright ဖြစ်တဲ့ဘက်ကိုတွားတယ် vocal လည်းမဆိုးဘူးပေါ့ဗျာဒါပေမဲ့ bass line ပြောမယ်ဆိုရင်ဒီကောင်ရဲ့ line up ကြောင့်လာလို့နည်းနည်းလေးညော့တယ်ပေါ့ဒါတစ်ချို့တစ်ချို့တော့အတန်း နည်းနည်းစူးတာကြီးမကြိုက်ဘူးဆိုရင်တော့အဆင်မပြေတော့ဘူး hard disk ကတော့သူစီထဲမှာကျွန်တော်တို့ဆိုဆို normal အနေအထားတစ်ခုထားလို့ရတယ်အစကတော့လေကျွန်တော်တို့ဒီကောင်ကို HyperOS 3တင်ဖို့စောင့်နေဒါပေမဲ့ global version ရဲ့အနည်းငယ်မှတိုင်းပဲသဘောတရားတိုင်းဒီကောင်ဒီနည်းနည်းလေးပြောင်းပြန်နောက်ကျတယ်ဆိုတော့ HyperOS 2ဒီကောင်မှာသုံးရတာဘယ်လိုနေလဲ Google service ရောတော်တော်လေးစုံတယ်ဒီ notification animation okay တယ် notification မှန်တယ်ဗျာအသုံးများတဲ့ application တွေမှာဆိုပို့ပြီးတော့ optimize ဖြစ်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့တခြား China ရောဖုန်းတစ်လုံးနဲ့ကြော် data transfer လုပ်မယ်ဆိုရင်တော့နည်းနည်းလေးသိပြီးတော့ဒီကောက်မှာအဆင်မပြေဘူးအဲ့တစ်ချက်လောက်ပဲ software experience ကတော့ Xiaomi phone အနေနဲ့ပြောရမယ်ဆိုရင်ဒါမျိုး global version က okay တယ်ပြောလို့ရတယ် Okay, performance MediaTek Dimensity 8400 Ultra. ကျွန်တော်လက်ရှိစမ်းသမျှ application game အကုန်လုံး handle လုပ်နိုင်တဲ့ကောင်။ဘယ်ချိန်မှဘာဖြစ်မလဲတော့မသိဘူးပေါ့နော်။ PUBG ရေ Mobile Legends နဲ့ဆော့မယ်ဆိုရင် setting လုံးဝမိမိထားလို့ရတယ်။ PUBG မှာဆိုရင် smooth 90 fps ရတယ်။ဒီကတော့ game ဆော့မယ်ဆိုရင်နည်းနည်းလေးတက်တယ်ဆိုတဲ့ပုံစံမျိုးနည်းနည်းအဲ့လို လက်ချွေးဆူယုံလောက်ပေါ့နော်ကျွန်တော်ကင်မရာအတက်ကုံအကြာကြီးဆန်းတဲ့အချိန်မှာဖြစ်တဲ့လောက်ပဲဘက်ထရီကတော့900อ่ะကျွန်တော်အစအဆင်ပြေပါမလားပေါ့နည်းနည်းလေးငဲသလားပေါ့ဒါပေမဲ့ဒီကောင်ရဲ့ optimization ချစ်ပြောဘက်ထရီရောနှစ်ခုလုံးကကောင်းကောင်းလေးအဲ perfect timing တစ်ခုတော့ သွားတာပေါ့နော် optimize ကောင်းကောင်းလုပ်တယ် PUBG နဲ့ Top Flight Infinite ကိုကျွန်တော်တနင်္လာလောက်ဆော့ကြည့်ရယ်15%ဝင်းကျင်လောက်ကုန်တာပေါ့နော်တပ်ပုံတောက်လျှောက်ရိုက်မယ် video ရိုက်မယ်ဘာညာဆိုရင်လည်းဒီကောင်းရဲ့ battery ကုန်တာမြန်တယ်ဒါပေမဲ့ daily usage တိုင်းသုံးမယ်ဆိုရင်တစ်ရက်ဒါမှမဟုတ်တစ်ရက်ကျော်ကျော် ACC တုံးနေရတဲ့ကောင်းပဲ67 watt hyper charge နဲ့100%အပြည့်ကို55မိနစ်ဝင်းကျင်လောက်ကြာတဲ့ကောင်မျိုးပေါ့နော်စီတုံးကောင်ပေါ်ဘက်ထရီပါပါတယ်ဘာရင်းညာတွေပါပါတယ်ဆိုပြီးတော့အဲ့လိုတအားထူးချွန်တဲ့ကောင်မျိုးတော့မဟုတ်ဘူးကင်မရာကတော့ လိုက်ကသုံးချင်ရင် global ထဲကဆိုရင်ဒီကောင်ကအတန်ဆုံးပဲလို့ပြောလို့ရတယ်အလွန်မြောင်ပြောရမယ်ဆိုရင်ဗျာ nothing phone 3a ကိုမှမ processing နည်းနည်းပို့ပြီးတော့ကောင်းတဲ့ကောင်မျိုးလို့ပြောလို့ရတယ် choice steady lens ပါလာတယ်ဒါပေမဲ့အဲ့ကောင်တက်ကို ons မတ်တတ်တာဟုတ်ကျွန်တော် zoom ဆွဲမယ်ပါညာဆိုရင်တော့လက်ကလေးနည်းနည်းညင်ရမှာပေါ့နော်ဆိုတော့ android ဖြစ်တဲ့အချက်ဆိုရင်အလင်း နေတဲ့ချိန်အကောင်နဲ့ပဲရရဘလို့ပဲကျွန်တော် zoom ဆွဲပြီးရရ main lens ကနေပြန်ပြီးတော့ crop တိုင်းရတယ်ဆိုတော့ကျွန်တော် zoom ဆွဲပြီးတော့ရိုက်မယ်ဆိုရင်တော့ maybe day time ကိုရိုက်အဲ့ဒါမှ voice လောက်ကြည့်ကိုကျွန်တော်တို့ recommend ပေးတယ်အဲ့ထက်များရင်အဲ့ထက်မှောင်ရင်ကျွန်တော်တို့တိတ်ပြီးတော့မကြိုက်ဘူးပေါ့နော်အဲကြိုက်တာတော့ portrait processing ဒီဖုန်းမှာကျွန်တော်တို့မစိုးဘူးလို့ပြောလို့ရတယ်အဲ main camera ကလည်း day time night time အဲ night time ဆိုတာကမှောင်ရင်လည်းတက်ပုံကကျွန်တော်ကြိုက်လို့အဆင်ပြေမှာမဟုတ်ဘူးလို့လိုက်ပေါ့နော်ဆိုတော့အဲ့ကောင်လောက်ကိုအဆင်ပြေတယ်သူ level တန်းဖုန်းနေရှင်မယ်ဆိုရင် ကင်မရာရွယ်မှာ color ပြောင်းလို့ရတာတော့ fashion mode မှာ share တဲ့ဘက်တဲ့ design ပြောင်းလို့ရတာတွေကတော့ fresh look ဖြစ်တယ်ဗျာဒီကောင်ကိုနောက်ထပ်ဖုန်းတစ်လုံးတုံးလိုက်ရသလိုပဲဒါပေမဲ့အားမရတာကတော့ review ထုတ်တဲ့နိုင်ကျွန်တော်မှရှိတယ်ဥပမာ macro mode မပါဘူး night mode တော့တည်တတ်မပါဘူးသူကသူ main lens ကရိုက်မယ်ဆိုရင်တော့ရိုက်လို့တော့ရတယ် art one နဲ့ selfie မှာဆိုရင်လည်းကျွန်တော် 4K 30 frame per second လောက်ထိတော့အမြင့်ဆုံးထားပြီးတော့ရိုက်လို့တော့ရမယ်အဲ့ဒါကလွှဲရင်တခြားရတဲ့အကုန်လုံးကအဲ့လိုနည်းနည်းရင်ခုန်မှုမကောင်းတာမှန်ပဲပေါ့နော် ကြောင့် 4G CC ပြမှာ second ရိုက်ချင်တယ်ဆိုရင် main နေနဲ့ main lens ကိုအသုံးပြုမှာပဲရမယ်ဒါတို့တို့တွားတဲ့ flow ပဲနော်ဆက် Xiaomi 15T ကဘယ်လိုလူတွေအတွက်လဲပေါ့နော်ကင်မရာမှာ Leica ကိုကျွန်တော်ရိုက်ဆိုင်ပြီးတော့တုံးလို့ရမယ် lossy မှာတော့ဒီမှာလက်ရရညင်နေရတယ်ကာဗာလေးတက်ကင်တော့မသိတာဘူးပေါ့เนาะထားပါတော့ဒီဇိုင်းမှာလည်းသူ့ level လေးမှာသူ့ဈေးလေးနဲ့မဆိုးဘူးပေါ့เนาะဒါပေမဲ့ price to performance back ကိုပို့ပြီးတော့ကြည့်မယ်ဆိုရင်ကျွန်တော်ရင်းတော့ video လောက်ဖူးရဲ Poco F7 လေးရှိရယ် YouTube ကနေပဲဆိုရင်တော့ဒီ video အစုံမှာတခါတည်းနှိပ်လို့ရအောင်လို့လုပ်ပေးထားမှာပေါ့နော်ကင်မရာဘိုင်းကိုဒီထက်ပိုပြီးတော့ကောင်းရင်တပါဆိုရင်လည်းကျော်ရီဖြင်းဖြင်းဒီ blue လည်းရှိဦးမှာပဲဆိုဒီကောင်လေးကတော့သူ့ဈေးဒန်းသူ့ level မှာကွက်တီတော့ကြာတယ်ဈေးလေးကိုရီ short မလားအောက်ကတစ်ခုစဉ်းစားနည်းတူမလားအပေါ်တစ်ခုစဉ်းစားလို့ရတယ်တို့ပြောရင်လည်းကျွန်တော်ကတော့ join ဖြစ်ပါတယ်အားလုံး host ပါ